်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်စောင့်ဆိုင်ခြင်းဆိုတဲ့ကောင်းခြင်း ਨੇ ဟေရှာယအခန်းကြီး40အငယ်31ကိုဆင်ခြင်သွားခြင်းပါတယ် ထာဝရဘုရားကိုမျှော်လင့်တော်သူတို့မူကားအားပြည့်ကြလိမ့်မည်ရွှေလင်းတကဲ့သို့မိမိတို့အတောင်ကိုအသည့်ပြုပြင်ကြလိမ့်မည်ကြီးတော်လည်းမပင်ပွန်းခရီးသွားသောအခါမမောရကြအခုဒီနတ်ဘတ်တော်ရဲ့အတိတ်ဘယ်ကငြိမ်သက်စွာစောင့်မျှော်ခြင်း အကြောင်းထက်တက်ကြွစွာယုံကြည်မှုအကြောင်းပဲဖြစ်တယ်ဒီနေရာမှာစောင့်ဆိုင်ခြင်းဆိုတဲ့ဟိပြေစကလုံးကယုံကြည်ချက်အပြည့်အဝနဲ့ ပြောင်းလဲခြင်းမရှိတဲ့မျှော်လင့်နေခြင်းပဲဖြစ်တယ်။ဒါကစစ်တီတော်တရားရဲ့အောင်မြင်ခြင်းအတွေ့တိုက်ယူဖို့ဆောင်ဆန်းခြင်းမျိုးဖြစ်တယ်။ဆုတောင်းခြင်းနဲ့ပြည့်နေနေတဲ့ဆောင်ဆန်းခြင်းဖြစ်တယ်။ယုံကြည်ခြင်းနဲ့ပြည့်နေနေတဲ့ဆောင်ဆန်းခြင်းလည်းဖြစ်တယ်။ကျွန်တော်တို့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဒါဝိအကြောင်းကိုစဉ်းစားကြည့်ပါ။ဘုရားသခင်မိန့်တော်မူခြင်းအားဖြင့်ရှမွေလကသူ့ကိုအနာဂတ်ဘရင် အဖြစ်ဗိသိက်ပေးပြီးတဲ့နောက်မှာ သူဟာ ဘယင်အဖြစ်နဲ့ယာစပလင်အပေါ်ကိုချက်ချင်းရောက်သွားတာမျိုးမဟုတ်ပါဘူးအဲ့ဒီလိုယာစပလင်အပေါ်မှာဘယင်အဖြစ်နဲ့အုပ်ဆိုးရဖို့သူစောင့်ဆိုင်ခဲ့ရပါတယ်သူကအနည်းဆုံး73နှစ်ဒါမှမဟုတ်အများဆုံး15နှစ်လောက်စောင့်ခဲ့ရတာဖြစ်တယ်ကျွန်တော်တို့ဓမ္မယာဆိုရင် ပထမဆောင်အခန်းကြီး16အငယ်73မှာဒါဝိဒ်ဟာအသက်15နှစ်18နှစ်လောက်ရှိနေမယ်ဓမ္မယာဆိုရင်ဒုတိယဆောင် အခန်းကြီး1အငယ်4မှာတော့ ယူဒလူတွေကသူ့ကိုဖိတ်သိမ့်ပြီးပြောမှဘယင်အဖြစ်တင်မြောက်ကြပါတယ်အဲ့ဒီအချိန်မှာတော့ဒါဝိဟာအသက်30လောက်ရှိနေပြီဖြစ်တယ်ရှမွေလဖိတ်သိမ့်ပြီးပြောလူတွေကသူ့ကိုရှင်ဘယင်အဖြစ်တင်မြောက်ကြတဲ့ဂျာကာလမှာတားရဲတွေဖြစ်တဲ့ဝန်ချင်းသေးတွေနဲ့အီယာမယန်သူလူတန်ကြီးစစ်သူရဲ့ဂေါလျက်နောက်သူ့ကိုမနာလိုတဲ့ရှောလူဘယင်တို့ကိုရင်ဆိုင်ခဲ့ရတယ်သူဟာ ဂူရီထဲမှာပုံအောင်ပြော်မှာနေခဲ့ရတယ်။ဒါဝိဟာဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး20အငယ်1ကိုကြည်ရင်သူဟာအမှုရောက်တဲ့သူကျွေးတင်တဲ့သူစိတ်ညစ်တဲ့သူ အပေါင်းတို့ကိုဥဆောင်ခဲ့ရတယ်။အဲ့ဒီအချိန်တွေမှာဘယင်ရှောလူကိုတတ်ဖို့အခွင့်အရေးနှခါရခဲ့ပေမဲ့သူဟာမကျူးလွန်ခဲ့ပါဘူး။ဘာကြောင့်လဲ။ဒါဝိဟာဟိရှာယအခန်းကြီး40အငယ်37မှာတွင်တင်ထားတာကိုနားလေတဲ့အတွက်ကြောင့်ပဲဖြစ်တယ်။ ဘုရားသခင်ရဲ့အချိန်ကသာပြည့်ပြည့်စုံတာဖြစ်တယ်။ကျွန်တော်တို့40ခုမြောက်သောဆန္ဒအငယ်1ကိုကြည့်မယ်ဆိုရင်ဒါဝိဒ်ဟာဘုရားသခင်ကိုစိတ်စိတ်မျှော်လင့်ခဲ့တယ်လို့သူပြောခဲ့တယ်။ဒါကဒါဝိဒ်ရဲ့စိတ်ရှည်ဆောင်ဆိုင်ခဲ့ခြင်းပဲဖြစ်တယ်။အခုဟိရှာယရေးသားခဲ့တဲ့ဟိရှာယအခန်းကြီး40အငယ်31ကဘာဗီလုန်ကိုပြင်းထန်ခံရတဲ့ဣတိလာလူမျိုးတွေစီကိုရေးသားခဲ့တာဖြစ်တယ် သူတို့ဟာမောပန်းနွမ်းနေနေကြတယ်စိတ်တက်ကြနေကြတယ်လက်လျှော့နေခြင်းကြပြီဖြစ်တယ်အဲ့ဒါမျိုးကျွန်တော်တို့လည်းခံစားရဘူးသလားကျွန်တော်တို့လည်းအဲ့ဒါမျိုးခံစားရဖို့ဖြစ်နိုင်ပါတယ်ယောဂပျောက်ကင်းဖို့အတွက်ဆောင်ဆိုင်နေရခြင်းတူတက်မှုအတွက်ဆောင်ဆိုင်နေရခြင်းအဖြေရီအတွက်ဆောင်ဆိုင်နေရခြင်းပြောင်းလဲမှုအတွက်ဆောင်ဆိုင်နေရခြင်းကတင်ခြင်းအတွက်ဆောင်ဆိုင်နေရခြင်းတွေဖြစ်နိုင်ပါတယ် အခုနှုတ်ကပတ်တော်ရဲ့နှက်ဆိုင်တဲ့အတိတ်ပဲကဘုရားသခင်ရဲ့တဘာဝလွန်ခွန်အာဂတိတော်၃ခု၃ရက်ကို ဖော်ပြနေပါတယ်အဲ့ဒီ၃ရက်ကပထမလင်းယုံတွေလိုပြန်ဝဲခြင်းဒါကမုန်တိုင်းအထက်ကိုတက်ခြင်းပဲဖြစ်တယ်ဒုတိယတစ်ခုကမောပန်းမှုမရှိဘဲနဲ့ပြေးခြင်းဒါကစိန်ခေါ်မှုတွေကိုကျော်လွှားခြင်းပဲဖြစ်တယ်တတိယတစ်ခုကတော့မူဝေရင်ထိုးခြင်းမရှိဘဲနဲ့ဖြောင်ဖြောင်ရှောက်လန်းခြင်း ဒါကရှေလျားတဲ့ခရီးအတွက်တည်ငြိမ်တဲ့ခဏံရေရှိခြင်းတွေပဲဖြစ်တယ်။ဒါပေမဲ့အဓိက အချက်ကတော့ဒီခွန်အားတွေကလူအနေနဲ့ပိုကြိုးစားလှုပ်ဆောင်နိုင်ခြင်းအပြင်လုံနိုင်ရနိုင်တာမဟုတ်ပါဘူး။အဲ့ဒါကဘုရားသခင် အထံတော်ပါမှာပုံမှုနဲ့ဆိုင်စွာကိုယ့်ရဲ့အရာရာကိုလက်ဘုရားသခင်ရှေ့မှာလက်နဲ့ချခြင်းအပြင်သူစီကခွန်အားကိုရယူတာပဲဖြစ်တယ်။ လင်းယုံတွေဟာပြန်ဝဲဖို့အတွက်အလျင်အမြန်တောင်ပန်ခက်ချင်းကိုမပြုတ်ချပါဘူးသူတို့ဟာသူတို့ရဲ့အတောင်ပန်တွေကိုဖြန့်ချက်ပြီးတော့လေကိုအရင်ဖမ်းယူပါတယ်အဲ့ဒီအတိုင်းပဲကျွန်တော်တို့လည်းယုံကြည်ခြင်းရဲ့တောင်ပန်တွေကိုဖြန့်ချက်ပြီးတော့ဘုရားသခင်ရဲ့ဝိညာဉ်တော်ကိုဖမ်းယူရမှာဖြစ်တယ်ဆူလူဒါကတော့ဝိညာဉ်တော်ကတမာတရားကိုဖွင့်ပြဥဆောင်စေခြင်းအပြင်ယုံကြည်ခြင်းအပြင်စက်ပြမရှောက်လန်းခြင်းကိုဆူလူပါတယ် ဒါဝိရဲ့စိတ်ရှည်တီးခံဆောင်ဆိုင်မှုကနိုင်ငံတော်တစ်ခုစီကိုဥတီစေခဲ့တယ်။ပြည်နေတန်ခံရတဲ့သူတွေရဲ့ဆောင်ဆိုင်မှုကပြန်လည်ထူထောင်ခြင်းကိုဥတီစေခဲ့တယ်။ကျွန်တော်တို့ဘုရားသခင်အားဖြင့်ဆောင်ဆိုင်ခြင်းကအလဟတ္တမဖြစ်ပါဘူး။အဲ့ဒါကပြင်ဆင်မှုပဲဖြစ်တယ်။ဣရှာယအခန်းကြီး40အငယ်37ရဲ့အတိတ်ပဲအဓိကအချက်ကတော့အောဝယ်အစွမ်းတတ္တိဟာဆောင်ဆိုင်ခြင်းကနေတဆင့်လာပါတယ်။ ကျွန်တော်တို့တက်ရောက်တဲ့အခုအချိန်စောင့်ဆိုင်နေခြင်းမဟုတ်ပါဘူးကျွန်တော်တို့ကိုခွန်အားကိုပြီးပြီးတော့မှပြန်လည်စမ်းသစ်ပြီးမယ်လို့ဂတိပေးထားတဲ့အရာခတ်သိန်းကိုဖန်ဆင်းတဲ့အရှင်ဘုရားသခင်နဲ့အတူစောင့်ဆိုင်နေခြင်းပဲဖြစ်တယ်ဖိလိပ္ပိအခန်းကြီး1အငယ်6မှာကျွန်တော်အထဲမှာကောင်းတဲ့အမှုကို စတင်တော်မူတဲ့သူဟာအဲ့ဒါကိုပြီးမြောက်အောင်တစ္ဆာရှိရှိလှုပ်ဆောင်ပြီးသွားမှာဖြစ်တယ် ကျမ်းလာဆင်ခြင်ခဲ့တဲ့သူတွေအနေနဲ့စိတ်တွေဟိုရောက်တီးရောက်ဖြစ်နေပြီးတော့မှဟိုတွေးဒီတွေးတွေးနေတာကိုရက်တန့်ပြီးတော့ယုံကြည်ခြင်းအားဖြင့်စတင်ဖို့လိုအပ်နေသလားယုံကြည်ခြင်းအားဖြင့်ဆောင်ဆိုင်ဖို့လိုအပ်နေသလားကျမ်းလာဆင်ခြင်သူအလုံးအပေါ်မှာဘုရားခင်ကအတိတ်တပံကောင်းချီးပေးပါစေအာမင်ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ ဝိညာဉ်ခွန်အာယူပါရန်မေတ္တာဖြင့်လို့ဆော့အပ်ပါသည်